ောင်ကောင်မှာလရင်ပြတ်ကြတဲ့တဲ့ရင်ဖြစ်စဉ်ကတော့2025ခုနှစ်အောက်တိုဘာလ20ရက်နေ့ကဖြစ်ပါတယ်အခုချိန်မှာတော့ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေးစိတ်မှာ အရေးပေါ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ညပိုင်းချိုချိုချိန်မှာကုန်တိန်လေးတစ်စင်းကပြည်လန်းချော်ပြီးရအောင်ပင်လယ်ထဲကိုပြုတ်ချခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီမှုမှာလူမျိုးတွေသုံးသွားခဲ့ကြအောင်အာဏာပိုင်များကအတီးပြူပြောကြားထားပါတယ်ဖြစ်ွားခဲ့တဲ့လင်းကတော့ဘိုးရင်ခွင်လေးခွင်လေးရှိတိဖြစ်ပြီးမြောက်ဖက်ပြေးလမ်းပေါ်မှာရင်းတစည်းနဲ့တိုက်မိပြည်နာကိုလမ်းချော်ခဲ့တာပဲဖြစ်ပါတယ် အဲဒီဖြစ်စဉ်မှာလူမျိုးတေဆုံးပြီးတေဆုံးသူနှစ်ဦးဟာအသက်30နဲ့40ကျားမှရှိတဲ့အထွေကြုံရှိမြေပြင်ဝန်ထမ်းများဖြစ်ကြောင်းလိမ့်စိတ်ညွှန်ကြားရေးမှူးကပြောကြားထားပါတယ်။ဒါပေမဲ့လည်းလိရင်ပေါ်မှာရှိတဲ့လိရင်အမှုထမ်း၄ဦးကတော့အသက်ရှင်လွတ်မြောက်နိုင်ခဲ့ပါတယ်။သူတို့ဟာအရေးပေါ်အခြေအနေမှာလိရင်တကားကိုထွက်ပြက်ပြီးထွက်ပြေးလွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ဖြစ်ွားချိန်မှာလိရင်ကအရေးပေါ်အချက်ပြတစုံတရာထုတ်ပြန်ထားခြင်းမရှိခဲ့ပါဘူး။လိရင်အမကတော့ AMH လေချောင်းလိုင်း KE 6ခွင့်ရှိရှိဖြစ်ပြီးဒူဘိုင်းမှာပြန်တန်းလာခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့မြို့ဘက်ပြေးလမ်းကိုပိတ်ထားပေမဲ့လေလေစိတ်ရဲ့အခြားပြေးလမ်းတစ်ခုပုံမှန်အတိုင်းပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်းလေစိတ်ဘက်တာဝန်ရှိသူတွေကဆိုထားပါတယ်ဒီပြေးရဟာဟောင်ကောင်လေစိတ်ကို1998ခုနှစ်မှာဖွင့်လှစ်ပြီးရနောက် ဒုတိယအကြိမ်လူသေးမှုအရေးကြီးဖြစ်ရတခုဖြစ်တယ်လို့လက်ရှိချိန်မှာတော့လင်းရဲ့ဘလတ်ပေါက်ကိုရှာဖွေရေးနဲ့စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီပဲဖြစ်ပါတယ်။ဒီအမှုဟာလွန်ခဲ့တဲ့သုံးဖက်အကြာကအိန္ဒိယမှာဖြစ်ပျက်ခဲ့တဲ့လင်းပြက်ချမှုနဲ့အချို့တူညီနေတဲ့ပုံစံများကိုဖော်ပြကြပါတယ်။အဲအိန္ဒိယလေကြောင်းလိုင်းပိုင်းဘုံရင်ခွင်သုံးခွင်တစ်စင်းဟာမုန်တိုင်းပြင်းထန်တဲ့မိုးလေဝသအခြေအနေအောက်မှာပြန်တမ်းရမပြနိုင်တော့ပဲမြေကြီးနဲ့ထိမိပြီးပြက်ချခဲ့ရဖြစ်ပြီးခရီးတိုင်းနဲ့အမှုဒဏ်အပါပဲစုစုပေါင်း89ယောက်တိတ်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ ာနာပိုင်တွေကလေရင်ပြကြမှုတွေကိုစက်ပိုင်းဆိုင်ရာအချက်လက်ပေါ်ကြပိုင်နဲ့တုံးတန်နေပြီးလေကြောင်းလုံခြုံရေးစစ်စစ်မှုအတင်းများကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်